ဗီယက်နမ်နိုင်ငံအလဲပိုင်းရည်ကြီးရေရှမ်းမှုကြောင့်လူဝင်မာလာ20ရက်နေ့မှာတည်ဆုံးသူ42ဦးထက်မနည်းရှိလာခဲ့ပြီးကယ်ဆယ်သမားများဟာခေါင်းမိုးပေါ်မှာတောင့်တနေတဲ့လူများကိုလိုက်လံခဲ့တဲ့နေရာတွေလို့အနာပိုင်များကပြောကြားခဲ့ပါတယ်။ဗီယက်နမ်တောင်ပိုင်းနဲ့အလဲပိုင်းတို့မှာအော်တိုဘားနောက်ပိုင်းကလေးကမိုးသီးထန်စွာဆက်မပြတ်ရွာသွားပြီးအထင်ကရအားလည်းအပန်းဖြေခီးသွားနေရာများတွင်ရည်ကြီးရေရှမ်းမှုများကြုံတွေ့နေပါတယ်။ ကန်ယိုရန်နာထရန်မြို့ဟာရေကြီးနေပြီးယာနစ်ချီတဲ့ကားများရေနစ်မြုပ်ခဲ့လို့ဆိုပါတယ်။စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့အသက်၄၅နှစ်အရွယ်ဘူကတ်ဗင်ကသူဟာနာထရန်မြို့ရှိ၂၄ထက်အမြင့်ရှိတဲ့တိုက်ခန်းမှာနေထိုင်တာကြောင့်ဘေးကင်းပေမဲ့လည်းမြင်းကြီးတက်မှာရှိတဲ့၎င်းရဲ့စားတောက်ဆိုင်များနဲ့ဈေးဆိုင်များရေကြီးရေရှမ်းမှုကြောင့်တွေးခဲ့ကြောင်းပြောပြခဲ့ပါတယ်။ ကျွန်တော်စားတော့ဆိုင်နဲ့ဈေးဆိုင်တွေကပရီဘောဂါတွေအတွက်စိုးရိမ်မိပါတယ်။အခုချိန်မှာကျွန်တော်ဘာမှမလုပ်နိုင်သေးပါဘူးလို့၎င်းကဆိုပါတယ်။နိုင်ငံအလဲပိုင်းဂျီရာလိုင်းနဲ့ဒါလတ်ပြည်နယ်များမှာကေဆေးသမားများဟာရေကြီးမှုကြောင့်နေအိမ်ခေါင်းမိုးများတွင်တက်နေရတဲ့ဒေသခံများကိုလိုက်လံကယ်ဆယ်လျက်ရှိပါတယ်။